ညံမိညာလူတိုင်းကလိုချင်ကြတဲ့အရာတစ်ခုပေါ့ဒါပေမဲ့ညံမိညာဆိုတာတကယ်တမ်းပါအောင်ပြောတာလေအဲ့ဒါကိုရဖို့ကတော့ဘာတွေလိုရမလဲဆိုတော့လေဒီနေ့မှာတော့အဲ့ဒီမေခွန်ရဲ့အဖြေကိုရှေးဟောင်းအစိုးမိန်တစ်ခုမှပါတယ်တိုင်းရှစ်တိုင်းကိုအခြေခံပြီးတော့အတူတူရှောက်ဝေကြည့်ကြရအောင်ကဲဒီမေခွန်လေးနဲ့ဆက်လိုက်ရအောင်အသက်ကြီးတိုင်းဉာဏ်ပညာကြီးရဲ့တလားဆိုတဲ့မေခွန်ပေါ့ဟုတ်တယ်မလား အသက်အရွယ်နဲ့အသွေးအကြောင်းကဉာဏ်ပညာကိုယူဆောင်လာတယ်လို့တော့ရေဘူရအဖင်လက်ခံထားကြတာပဲဒါပဲလေအဲ့ဒါကအများတိုင်းရောက်မှန်ရလားတကယ်ပဲအသက်ကြီးုံနဲ့ပညာရှိတယောက်ဖြစ်လာနိုင်ပြီလားအဲ့ဒီမိခွန်ကအဖြစ်ကိုလေတို့တွေကဗမာတော်ရှာကြည့်မလဲဆိုတော့နှထောင်းပေါင်းများစွာတက်တန်းရှိပြီဖြစ်တဲ့ရှေဟောင်းဗုဒ္ဓဘာသာကျမ်းစာတစ်ဆောင် မေလင်းတာပညာထဲမှာပဲဖြစ်ပါတယ်ဒါကဘောက်ပြက်နေလဲဆိုတော့ဉာဏ်ပညာဆိုတဲ့အကြောင်းအရာဟာလူသားတွေရှေးပဝေတဏီကကြဲက နည်း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 တွေးတိုးခဲ့ကြတဲ့အရာတစ်ခုဆိုတာပါပဲကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ဉာဏ်ပညာရဲ့အခြေခံအုတ်မြစ်တွေပေါ့ဆိုလိုတာကဉာဏ်ပညာဆိုတဲ့မျိုးစေ့လေးကိုမစိုက်ပြိုးခင်ပါလေအဲ့လားရှင်တန်ကြီးထွားဖို့အတွက်မြေတုစကောင်းတဲ့မြေကိုအရင်ဆုံးပြင်ဆင်ဖို့လိုတယ်လို့ဆိုလိုတာပါဒီမှာဆိုရင်ပထမဆုံးတိုင်၅တိုင်ကိုတို့ရမှာပါဒါကတော့အသက်အရွယ်အကြီးရင်ချင်းကောင်းတဲ့ဂုဏ်တည်ရှိခြင်းလေးစားရတဲ့မိတ်ဆွေတွေတင်းတော်တဲ့နေရာပြီးတော့ကြီးမြတ်တဲ့ဇာဆိုပြီးတော့ပေါ့ ။တရိထားချင်းနေဒါရီအားလုံးကဒိုရီပါကဝင်ကျင်တို့အတွဲ့အကြုံတို့လူမှုဆက်ဆံရေးတို့လူမျိုးပင်းပအခြေအနေနဲ့သက်ဆိုင်နေတာကိုတွေ့ရပါလိမ့်မယ်။ကဲဒီအုံမြစ်တွေကပါတယ်လဲဆိုတာတစ်ခုချင်းစီတွားကြည့်ကြရအောင်။ပထမဆုံးတစ်ချက်ကတော့အထက်အရွယ်ကြည်ရင်ချင်းပါ။ဟုတ်ပြီ။ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကလေဒီစကားကနှစ်တီကြားလာတာကိုပဲပြောတာမဟုတ်ပါဘူး။ အထက်ကကအဲ့ဒီအခြေအနေနဲ့အမျှရလာတဲ့ဘဝအတွေ့အကြုံတွေအောင်မြင်မှုတွေကြာရှုံးမှုတွေအဲ့ဒါတွေကနေတင်ယူခဲ့ရတဲ့သင်ခန်းစာတွေရဲ့အဆိုအဝေးကိုဆိုလိုတာပါဒုတိယတိုင်ကတော့ common နဲ့ gun တရင်ကြော်စောခြင်းပေါ့ဆိုလိုတာကလည်းပတ်ဝန်းကျင်ရဲ့ယုံကြည်မှုကိုရထားတဲ့အခါမှာအခွင့်အလန်းတကားတွေကပွင့်လာတတ်တယ်လေလူတွေကလည်းသူတို့ရဲ့အထူးပညာတွေအကြံဉာဏ်တွေကိုစိတ်အားထက်သန်စွာနဲ့မျှဝေလာကြတယ်အဲ့ဒီခါမှာကိုယ့်ရဲ့ဉာဏ်ပညာခီးလန့်တဲ့အထောက်အကူပြုတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်လာစေတာပေါ့ ။အိုးဒါကတော့တော်တော်လေးကိုအရေးကြီးတဲ့အချက်ပါပဲ။လေးစားရတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ကိုကိုကိုဝန်းရံထားတာမျိုးပေါ့။ဒီနေရာမှာပြောတဲ့မိတ်ဆွေတွေဆိုတာကိုပြောသည်မယ့်ကိုထောက်ခံနေတဲ့သူတွေကြီးရမဟုတ်ဘူးနော်။ကိုကိုစိန်ခေါ်မှုတွေပေးတဲ့ကြီးပွားတိုးတက်ဖို့အားပေးတဲ့ပိုကောင်းလောင်တွားပေးတဲ့သူမျိုးတွေပါ။သူတို့တွေကနားလည်မှုစီကိုတွားနေတဲ့ခီလန်းပေါ်တကယ်ကိုအဖော်မှုနေပါပဲ။ဒါတော့လေဒိုရီနေထိုင်တဲ့ယူပိုင်းဆိုင်ရာပတ်ဝန်းကျင်တော့လေအရေးပါတဲ့။ ။တင်းလျော့သောနေရာဆိုတာကတီတီနေနေနဲ့ရှင်းရှင်းလင်းလင်းတွဲခေါက်လိုက်တဲ့နေရာမျိုးကိုဆိုလိုတာပါ။အဲ့ဒါကတိတ်ဆိတ်သက်စာကြည့်တိုင်းလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ဘဘဝတရားရဲ့အေးချမ်းတဲ့နေရာလေးလည်းဖြစ်နိုင်တယ်။အဓိကကတော့အတွဲခေါက်တွေကိုပြန်တမ်းတက်ဖို့နဲ့တင်းယူဖို့အတွက်လိုအပ်တဲ့နေရာတခုရှိနေဖို့ပါပဲ။ကဲပင်စမမြောက်တိုက်ကိုကြည့်လိုက်အောင်။စန်းစာထဲမှာလေတော်လေးလပါတဲ့ဥစားတခုကိုတုံထားတယ်။အဲ့ကတော့ရေစိတ်ပမာဆရာနဲ့ပေါင်းဖော်ခြင်းတဲ့။อืมအဲ့ဒီပုံရိပ်လီကိုခဏလောက်စစ်ထဲမှာမြင်းအောင်ကြည့်လိုက်ရေစိတ်ပမာဆရာတဲ့ ဒါဆိုရင်ရေးစိတ်ပမာဆရာဆိုတာဘာကိုဆိုလိုတာလဲအဲ့ဒါလေတချိန်တခါသင်ခန်းစာပေးလိုက်ရုံနဲ့ပြီးသွားတဲ့သူမျိုးဆိုလိုတာမဟုတ်ပါဘူးသူတို့ကစိတ်ရွတ်တော့အမြဲတမ်းအာဟာရဖြစ်စေတယ်ယုံကြည်အားထားရတဲ့ရင်းမြစ်ကြီးတစ်ခုလိုပဲစဉ်းစားကြည့်လေဘဝအတွက်ရေးကြည့်တဲ့ရေးကိုရေးစိတ်တစ်ခုကနေအဖန်လဲလဲသွားခတ်နေရတယ်လို့မျိုးပဲလမ်းညို့မှုတွေရှင်းလင်းပြသမှုတွေလိုအပ်လာတိုင်းမှာအချိန်ချင်းအခါခါပြန်သွားပြီးအားကိုးနိုင်တဲ့ဒုတိယကိုဆိုလိုတာပါကဲအခုဆိုရင် တင့်တော်တဲ့အတွက်ဤပဲဂုံတရင်မိတ်ဆွေကောင်းနေရကောင်းဆရာကောင်းအားလုံးရှိနေပြီဆိုပါစို့ဉာဏ်ပညာတဲ့မေဆိုစာကောင်းလဲမိကတော့အစင်တင်းဖြစ်နေပြီပေါ့ဒါပေမဲ့မေးစရာရှိတာကအဲ့ဒါတခုတည်းနဲ့လုံလောက်ပြီလားဉာဏ်ပညာဆိုတာသူ့လိုလိုပဲပေါက်ဖွာလာမှာလားอืมဒီကျန်းစာရတော့အဖြေကမဟုတ်သေးဘူးတဲ့ဒါဆိုရင်ဘာတွေလိုသေးလဲအခုလာမယ့်တိုင်တွေကအဲ့ဒီမေခွန်းရဲ့ဖြေပါပဲဒါတွေကတော့ ပတ်ဝန်းကျင်ရဲ့ပုံမှန်မဟုတ်တော့ပဲကိုယ်တိုင်ရဲ့စ조사အားထုတ်မှုပုံမှန်မူတည်တဲ့တက်ကြွစွာရှာခွေခြင်းရဲ့အတိုင်းတွေပဲထိပါတယ်။ချော့ခုမြောက်တိုင်းတော့အဖန်ဖန်မြင်းမြန်းခြင်းပါဒါကတကယ်ကိုအရေးကြီးပါတယ်။ဉာဏ်ပညာဆိုတာကလည်းအချက်အလက်တွေကိုဒီတိုင်းငြိမ်ဒီလက်ခတ်လိုက်တာမျိုးမဟုတ်ဘူး။မယမနာစူးစမ်းခြင်းတည်းစေကနေမွေးဖွားလာတာပါ။ဘာကြောင့်လဲဘလို့လုံးမလဲဒီလိုဒါဆိုရင်ကောဘလို့ဖြစ်မလဲဆိုပြီးထခါထခါမင်းမြန်းရဲတဲ့တတိရှိတာကိုပြောတာပါ။ ။နောက်တစ်ဆင့်ကတော့တင်းလျော်စွာနှလုံးလွင်းခြင်းနဲ့ဒါကတော့ကိုယ့်ရဲ့အတွင်းစိတ်နဲ့လောက်ရတဲ့အလို့ပေါ့။ရလာတဲ့အသိပညာတွေကိုယူပြီးတော့အပေါ်ယံလည်းပဲမဟုတ်ပဲနက်နက်တယ်နဲ့ပြန်လည်စဉ်းစားဆင်ခြင်တာကိုဆိုလိုတာပါ။အထူးကြပြောရင်ဒီအစ်စ်မှာပဲအချက်လက်ဆိုတာတွေကစစ်မှန်တဲ့နားလည်မှုအဖြစ်ကို ပြောင်းလဲသွားတာဖြစ်ပါတယ်။နောက်ဆုံးတိုင်ကတော့ဆွေးနွေးတိုင်ပင်ခြင်းပါတယ်။ဉာဏ်ပညာဆိုတာတယောက်တည်းတီးခြားရှာဖွေလို့ရတဲ့အရာမျိုးမဟုတ်ပါဘူးတဲ့။ ကိုယ့်ရဲ့တွေးမြင်တွေကိုတခြားသူတွေနဲ့မျှဝေလိုက်တဲ့အခါမှာအဲ့ဒါတွေကိုစမ်းစစ်လို့ရတယ်ပြန်ပြီးပြုပြင်လို့ရတယ်ရှုထောင့်အစ်တတွေကလည်းတော့မြင်လာနိုင်ပါတယ်ဆိုတော့ဆွေးနွေးခြင်းကကိုယ်ပိုင်အသိဉာဏ်တွေကိုပို့ပြီးတော့ထက်မြက်ခိုင်မာလာစေတာပေါ့ကဲအခုဆိုရင်တိုင်ရှစ်တိုင်ဇလုံးကိုတို့ဒီလိလာပြီးသွားပြီပေါ့ဆိုတော့အဲ့ဒါတွေကိုအတုတက်ွက်ပေါင်းဆက်လိုက်တဲ့အခါမှာဉာဏ်ပညာပို့ပြီးပြည့်သွားတဲ့ဘဝအတွက်ရှင်အောင်ပုံစံကြံတဲ့ကိုဘယ်လိုပေါ်ထွက်လာမလဲဆိုတော့ကိုကြည့်လိုက်ကြရအောင် ဒီပုံစံကြမ်းကိုကြည့်လိုက်ရင်လေဒါကအတင်ကားတပြားရဲ့မျက်နှာစာနှစ်ဖက်လိုပါမယ်။တစ်ဖက်မှာအသက်ရွယ်၊ကုန်တင်၊မိတ်ဆွေတွေလိုမျိုးပတ်ဝန်းကျင်ကနေရတဲ့အခြေခံအုတ်မြစ်တွေရှိတယ်။နောက်တစ်ဖက်မှာတော့မေးမြန်းခြင်း၊နှလုံးသွင်းခြင်း၊ဆွေးနွေးခြင်းဆိုတဲ့ကိုယ်တိုင်ရဲ့တက်ကြွတဲ့လှုပ်ဆောင်ချက်တွေရှိနေပါတယ်။အဲ့ဒီနှစ်ခုစုံတဲ့နေရာမှာပဲစစ်မှန်တဲ့ဉာဏ်ပညာကရှင်တန်ကြီးထွားလာတာဖြစ်ပါတယ်။ဒါဆိုရင်ဒီကနေ့ရနိုင်တဲ့အရေးကြီးဆုံးအချက်ကဘာဖြစ်မလဲ။ဒါကလည်း တစ်ခုပြီးတစ်ခုအမှန်ချစ်ချတတ်ရမယ့်စာရင်တစ်ခုမဟုတ်ပါဘူး။သူတို့အားလုံးဟာတစ်ခုတည်းသောပေါင်းစည်းထားတဲ့လမ်းကြောင်းကြီးတစ်ခုကိုဖွဲ့စည်းထားတာပါ။ပဝန်းကျင်ကလှုပ်ဆောင်ချက်ကိုအထောက်အပံ့ပေးတယ်။လှုပ်ဆောင်ချက်ကလည်းပဝန်းကျင်ကိုအကောင်းဆုံးအထုံးချတယ်။ဒါဟာကြီးကွားတုံ့မှုအတွက်ပတ်စုံနဲ့ချင်းကတ်တဲ့နီလန်တစ်ခုပါပဲ။ကဲဒီရှေဟောင်းညံပြညာရဲ့လက်ညွတ်မှုနဲ့အတူဒီနေ့အတွက်လ ీల မှုကိုအဆုံးသတ်လိုက်ပါမယ်ဒါပေမဲ့တကယ်ခီးလန်းကတော့ဒီမှာမဆုံးသေးပါဘူးအခု ဒီတိုင်ရှစ်တိုင်ကို ပြန်ကြည့်ပြီးကိုယ့်ရဲ့ဘဝမှာ နောက်ထပ်အားအဖြစ်တင်ဆောင်တိုင်ကဘယ်တစ်ခုဖြစ်မလဲဆိုတာကိုကိုကိုပြန်ပြီးကြည့်ဖို့အချိန်ပါမယ်။ဒါဟာဆက်ပြီးတော့စင်ကျင်းဖို့အကတကယ်ကိုကောင်းတဲ့မိန့်ခွန်းတစ်ခုပါ။